င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ NUG ယာယီသမရာ KI ကိုဒုတိယဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်တို့နဲ့တွေ့ဆုံပြီးတော်လန်ရင်းမှာမဟာဗျူဟာကြကြပူပေါင်းဆောင်ရည်ဆွေးနွေးခဲ့တယ်လို့ချင်းညီနောင် CP ဖွဲ့ကပြောပါရယ်။ကြောက်ဖြူတိုက်ပွဲတွေမှာစစ်မှုတန်းတွေတည်ဆုံသွားတဲ့အခါမှာခွေးသေးဝက်သေးလိုမျိုးစစ်တပ်ကစွန့်ပြစ်ထားတယ်လို့အလင်းဝင်စစ်မှုတန်းတပ်သားမောင်မောင်ဝင်းကပြောတဲ့သတင်းပါဝင် ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးချင်တဲ့သတင်းတစ်ပုဒ်ကတော့အမျိုးသားညီညွတ်ရေးဆိုရ NUG ယာယီသမ္မတဒိုဝါလက်ရှိလာ KIO ဒုတိယဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်တို့နဲ့တွေ့ဆုံပြီးတော်လန်ရင်မှာမဟာဗျူဟာကြကြပူပေါင်းဆောင်ရည်ဆွေးနွေးခဲ့လို့ချင်းညင်အောင်စီပီအဖွဲ့ကပြောရေးဆိုခွင့်ရှိသူစလိုင်းရောမန်ကရန်ကုန်ခေတ်မီဒီယာကိုပြောပါရယ်ပြီးခဲ့တဲ့ဂျွမ်လာတတိယဘက်က KIO KIA ဌာနချုပ်ကလိုက်စာမျိုးမှာကချင်လွတ်လပ်ရေးအဖွဲ့ KIO KIA ဒုတိယဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးခွန်မော်နဲ့ချင်းညီနောင် CB အဖွဲ့ခေါင်းဆောင်တို့တွေ့ဆုံခဲ့ကြတာဖြစ်ပြီးတော်လန်ရေးမှာမဟာဗျူဟာကြကြပူပေါင်းဆောင်ရွက်ရန်ဆွေးနွေးခဲ့ကြသလိုအရင်ကထက်ပိုမိုနီးကပ်ဆက်ဆံရေးပူပေါင်းဆောင်ရွက်ရေးနဲ့တော်လန်ရေးဗျူဟာကြကြပူပေါင်းဆောင်ရွက်ဖို့တွေကိုဆွေးနွေးခဲ့ကြရလို့လဲချင်းညီနောင် CB အဖွဲ့ပြောရေးဆိုခွင့်ရှိသူစလိုင်းရောမန်ကပြောပါတယ် ဒါအပြင် NUG အစိုးရယာယီသမ္မတဒူဝါလက်ရှိလကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီးဦးရင်မွန်၊ကျန်းမာရေးနှင့်ပညာရေးဝန်ကြီးဒေါက်တာဇော်ဝေဆွတို့နဲ့လည်းတွေ့ဆုံခဲ့ကြတယ်လို့ချင်းညီနောင်စီရေးကော်မတီအတွင်းရေးမှူးစလိုင်းတီမီကလူမှုကွန်ရက်ကနေတစဉ်သတင်းထုတ်ပြန်ထားပါတယ်။ချင်းညီနောင်အဖွဲ့ရဲ့အဲ့ဒီခီးစဉ်ဟာ2021ခုနှစ်လက်နက်စကိုင်နဲ့လက်နက်သားအရွယ်တွေအတွက်မှတ်ကြောက်တစ်ခုဖြစ်တယ်လို့တေယူဇီယာတွေလိလာဇီယာတွေအများကြီးကို တွေ့ကြရပြီး ဘယ်အဖွဲ့ကမှထိခိုက်နစ်နာစေတဲ့ခီးစင်မဟုတ်ပါဘူးလို့ချင်းညင်အောင်စီကော်မတီအတွင်းရင်မူစလိုင်းတင်မီထုတ်ကသူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်။ဒါအပြင်အခုတည်းပုံမစီလုံးကြဖို့သင်ကန်းစာတွေရရှိခဲ့ပြီးထိုးပေါက်လှုပ်ဆောင်ရမယ်ခင်ဖြစ်လို့ဘယ်အရာမှ ဖုံးကွယ်လို့မရဘဲပွပွလင်းလင်းနဲ့အားလုံးအတူတကွပူပေါင်းကရှစ်ဆက်လှုပ်ဆောင်ကြမှာဖြစ်တယ်လို့လည်းအသိပေးထားပါတယ်ရှင်။ ရခိုင်ပြည်နယ်တရင်တပုတ်ကိုကြည့်အောင်ပါရခိုင်ပြည်နယ်ကြောက်ဖြူတိုက်ပွဲတွေမှာစစ်မှုတန်းတွေကိုရှေ့တန်းကနေတက်ခိုက်ခိုင်းပြီးတေဆုံးသွားတဲ့အခါမှာတေကြစွာတကြိုပေးခြင်းမရှိဘဲခွေးသေးဝက်သေးလိုမျိုးစစ်တပ်ကအလောင်းတွေကိုစွန့်ပစ်ထားရလို့ AAC ကိုအလင်းဝင်ရောက်လာတယ်စစ်မှုတန်းတပ်သားတဲ့မောင်မောင်ဝင်းကထုတ်ဖော်ပြောဆိုလိုက်ပါတယ်စစ်မှုတန်းတပ်သားမောင်မောင်ဝင်းဟာရခိုင်ပြည်ပုံနာကျွန်းမြို့နယ်ဒီပါယုံကျေးရွာဇာတိဖြစ်ပေမဲ့လည်းရန်ကုန်တိုင်းမင်္ဂလာတို့မြို့နယ် သင်္ကန်းကျွန်းကျေးရွာမှာနေထိုင်သူဖြစ်တယ်လို့လည်းသိရပါဗါး။အခုနှစ်မတ်လ9ရက်နေ့ညနေပိုင်းမှာအလုတ်လုတ်ရာမင်္ဂလာတော်မြို့နယ်အလဲပေါက်ဆက်မှုဆောင်ကဆက်ယုံကနေအလုတ်ဆင်းပြီးရဲ့နောက်မှာတငယ်ချင်းတွေကိုအလဲသွားခဲ့ပြီးည7:00နာရီဝန်းကျင်လောက်မှာပြန်လာစင်မှာရက်ွက်အုတ်ချုပ်ရေးမှုနဲ့အပေါင်းပါတွေကဆိုင်ကယ်တစ်ခိုးလိုဆွတ်ဆွဲကစစ်တပ်ထဲကိုပို့ဆောင်လိုက်တာလည်းဖြစ်ပါတယ်။အဲဒီနောက်မော်ဘီမြို့နယ်အမှတ်1ဂျိုးပြူလေးကျင်ရဲ့တင်နန်းကျောင်းမှာသစ်မှုတန်းအပတ်စဉ်စစ်တပ်တင်နန်းကိုတက်ရောက်ခဲ့ရပြီး ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ရှေရန်စစ်မနာအပြင်ကိုပို့ဆောင်ခံခဲ့ရကအဲ့ဒီကနေတဆင် AAC ကိုအလင်းဝင်ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။ကြောက်ဖြူရှေရန်စစ်မနာပြင်မှာစစ်တပ်ကစစ်မှုထမ်းတပ်သားတစ်တွေကိုအတင်းကျပ်ရှေရန်ကနေတိုက်ခိုက်ခိုင်းပြီးစစ်မှုထမ်းတပ်သားတစ်တွေတေဆုံးတဲ့အခါမှာလည်းတေကြစွာတကြိုပေးခြင်းမရှိဘဲခွေးတွေဝက်တွေလိုစွန့်ပစ်မှုတွေကြုံတွေ့နေရတယ်လို့အလင်းဝင်ရောက်လာတယ်။ စစ်မှုထမ်းတပ်သားမောင်မောင်ဝင်းကပြပြပါရယ်။ဒါအပြင်စစ်မှုထမ်းတပ်သားတွေကို ရှေ့တန်းတက်ကမတိုက်ရင်နောက်ကနေတနက်နဲ့ပြစ်ခတ်မယ်လို့ကြိမ်းမောင်းတယ်လို့ရှုံးနေလို့နောက်ပြန်ဆုတ်လည်ရင်လဲချင်းချောက်စစ်တပ်ခိုင်းတယ်လို့လည်းသူကပြောပါရယ်။လက်ရှိမှာတော့အကြက်ဖက်စစ်ကောင်စီကအခုလအတွဲမှာဖွင့်လှစ်မယ်။ စစ်မှုထမ်းအပတ်စဉ်16တဲ့လူငယ်အရေအတွက်ပြည့်မီခြင်းမရှိတာကြောင့်ရန်ကုန်အပါအဝင်မြို့ကြီးတွေမှာတကားမရှိဓာတ်မရှိဝင်ရောက်ပေါ်တာဆွဲဖက်စီကစစ်တပ်ထဲကိုဆွဲသွေးမှုတွေဖြစ်ပွားနေရလို့လည်းဒေသပြည်သူတွေကပြောပါတယ်ရှင်ဒီတစ်ခါမှာတော့ထိုင်းနိုင်ငံမဲဆောက်မှာအမြတ်30ရာခိုင်နှုန်းအကျိုးမြတ်ပေးမယ်ဆိုပြီး stock share အယောင်းဝယ်တွေမှာ share ထက်ဝင်ငန်းက ငွေလိမ်လည်တဲ့မြန်မာသုံးကို ဖမ်းမိပြီးသူတို့နဲ့အတူထိုင်းဘတ်ငွေ46တန်းကိုပါသိမ်းဆည်းရရှိခဲ့လို့ထိုင်းသတင်းဌာနတွေကသတင်းဖော်ပြထားပါတယ်။အဲ့ဒီငွေကြေးလိမ်လည်သူတွေဟာလူမှုကွန်ရက် Facebook ကနေတဆင်ရှယ်ယာအယောင်ဝယ်ဆော့ကြပုံနဲ့အကျိုးမြတ်တစ်ဆယ်ရာခိုင်နှုန်းပေးမယ်ဆိုပြီးဆွဲဆောင်တာဖြစ်တယ်လို့လည်းဆိုထားပါဗျ။ပထမပိုင်းမှာတော့ပါဝင်သူတွေကိုငွေကြေးအကျိုးမြတ်ပေးရောခဲ့ပြီးမှလည်းတစ်ဖြည်းဖြည်းနဲ့ငွေကိန်းကနန်တိုးဆော့စီက အဆုံးသက်မှာတော့ရှယ်ယာထက်ကစားကြသူတွေရဲ့ငွေတွေကိုလိမ်လည်ကြတာဖြစ်တယ်လို့လည်းသိရပါဗျ။ရဲကစစ်ဆေးတွေ့ရှိတဲ့အရာ application နဲ့ရှယ်ယာအယောင်းဝယ်လုပ်ကြရမှာအမှန်တကယ်ထုတ်ယူသုံးစွဲရရကတချို့ဆိုရင်ငွေလွှဲပေးမှု၁၈ချိန်တွင်း ထိုင်းဘတ်တန်း30တိလွှဲပေးခဲ့မှု ရှိတယ်လို့လည်းဆိုထားပါဗျ။ငွေကြေးလိမ်လည်သူတွေကရဲကချေရမခံနိုင်စေဖို့အတွက်ငွေကြေးတွေကို digital money crypto ပတ်စံဖြင့်ပြောင်းလဲစေကတခြားငွေထုတ်ယူမှုတွေရှိတယ်လို့လည်းသိရှိရပါဗျ။အဲ့ဒီငွေစင်းကိုကမ္ဘောဒီးယားနိုင်ငံကမြို့တစ်မြို့ကနေထိန်းချုပ်ထားတာဖြစ်ပြီးငွေလင်ခိုင်းမှာလူ28ဦးပါဝင်ပြီး ငွေစင်းအငှားဖွင့်လှစ်ထားသူ24ခုရှိတယ်လို့တလောက်ကိုထိုင်းဘတ်တန်းတထောင်ဝန်းကျင်အထိငွေထုတ်နေတယ်လို့လည်းသိရပါဗျ။ထိုင်းရဲကဖမ်းဆီးရရှိခဲ့တဲ့မြန်မာလူမျိုး3ရဲ့လက်ဝဲမှာထိုင်းဘတ်ငွေစက်ကူစုစုပေါင်းထိုင်းဘတ်46တန်းသိမ်းဆည်းရရှိခဲ့ပြီးအဲ့ဒီမြန်မာနိုင်ငံသားတွေကိုငွေကြေးခွာချမှု online ငွေလိမ်လည်မှုအပါအဝင်အမှုပေါင်းများစွာနဲ့တရားစွဲဆိုဖို့ကြိုးပမ်းနေကြတယ်လို့လည်းသိရပါဗျ။ဒီတကမှာတော့ အကြမ်းဖက်စစ်တပ်ဟာမတရားဖမ်းဆီးထားတဲ့အလို့သမားရေးဆောင်ရွက်သူဒေါ်မျိုးမျိုးရေးအပါအဝင်အဖွဲ့ဝင်၁၀ဦးကိုပုံမှန်၅၁စာလုံးစလင်နဲ့အမှုဆွဲဆိုထားတယ်လို့ Solidarity of Trade Union မြန်မာကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။ပြီးခဲ့တဲ့ဇူလိုင်လ၂၅ရက်နေ့ည၉နာရီခွဲလောက်ကသွေးစည်းညွတ်သောတမကများအဖွဲ့ချုပ်မြန်မာ SDUM ကိုတည်ထောင်သူဒေါ်မျိုးမျိုးအေးကိုအကြမ်းဖက်စစ်တပ်ကသူ့ရဲ့နေအိမ်မှာဖမ်းဆီးသွားတာဖြစ်ပြီး ကိုးမိုင်အနီးမှာထင်းချို့ချုံနောင်ထားရလို့လည်းသိရပါဗါးအဲဒီနောက်ဇူလိုင်လ28ရက်နေ့နဲ့28ရက်နေ့တို့မှာ SDUN အဖွဲ့ဝင်တွေဖြစ်တဲ့တင်းထက်ဆန်၊စုမြန်နွယ်၊မြင့်မြင့်ခိုင်တီဟာဇော်ထိုက်ဇော်ဆန်းနိုင်၊ဟေမန်အိုး၊ကျော်တက်နိုင်နဲ့ဂျွန်တူးမောင်တို့ကိုအကြမ်းဖက်စစ်တပ်ကထပ်မံဖမ်းဆီးခဲ့ပြီး ကိုမိုင်နီကအကိုတက်မှာပဲထိမ့်သိမ်းချုံနောင်ခဲ့လို့လည်းသိရပါဗျ။ဖန်စီထိမ့်သိမ်းထားသူအားလုံးကိုဩဂတ်စ9ရက်နေ့မှာတော့အောင်တပြေစကြောရုပ်ကိုပို့ဆောင်ပြီးအဲ့ဒီနောက်ညနေပိုင်းမှာတော့ရွှေပြည်သာမြောက်ကလာအင်းစိန်မြို့နယ်တွေကိုလွှဲပြောင်းပို့ဆောင်ပြီးတဲ့နောက်မှာဩဂတ်စ9ရက်နေ့မှာသူတို့ အားလုံးကို1962ခုနှစ်ပြည်ဖို့ကျွလွန်တက်သူတွေခြေကျုံတဲ့ခံဝန်အပ်အိုတွေပုံမှန်9တက်စာလုံးစလင်နဲ့တီးကြစီအမှုဆွဲဆိုခဲ့ပြီး မြို့နယ်တရားရုံ၃ရုံးမှာချုပ်ရမန်ပေးလိုက်တယ်လို့လည်းသိရပါဗျ။ဩဂတ်စ၁၄ရက်နေ့မှာဂျွန်တူးမောင်နဲ့ဟေမန်ဝုတို့ကိုမြောက်ကလာဘတရားရုံနဲ့အင်းစိန်မြို့နယ်တရားရုံမှာရုံးထုတ်မှာဖြစ်တယ်လို့ဩဂတ်စ၂၀ရက်နေ့မှာတော့ရွှေပြည်သာမြို့နယ်တရားရုံမှာဒေါ်မျိုးမျိုးအေးတင်းထက်ဆန်စုမြတ်နွယ်မြင့်မြင့်ခိုင်တီဟာဇော်ထိုက်ကြော်တက်နိုင်ဇော်ဆန်းနိုင်တို့ကိုရုံးထုတ်သွားမှာဖြစ်တယ်လို့လည်းသိရပါဗျ။ နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တဲ့တစ်ပုတ်ကတော့တောင်ကိုရီးယားနိုင်ငံဆိုးမျိုးသမရယုံရှိမှာမြမွနွေဦးတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ကိုရီးယားအရက်ဖက်အဖွဲ့အစည်းတွေစုပေါင်းကမြမနိုင်ငံဒီမိုကရေစီရဲ့ကြိုးပမ်းမှုမှာကိုရီးယားအစိုးရကအလေးထားဆောင်ရွက်ဖို့တောင်းဆိုကြကို38နှစ်မြောက်ရှစ်လေးလုံးနေမှာသတင်းစာရှင်းလင်းပြုလုပ်ပြီး သမရာယုံကိုပေးပို့တောင်းဆိုခဲ့လို့လည်းသိရပါဗျ။သမရာယုံကိုပေးပို့တဲ့တောင်းဆိုစာထဲမှာလက်တလောဆေဥစုရဲ့အသွင်ပြောင်းလို့ရတွေဟာအလဲညာတာဖြစ်ပြီးဆေဥစုရွေးကောက်ပွဲဟာဒီမိုကရေစီကိုဖော်ဆောင်ဖို့မဟုတ်ဘဲဆရာနာသိမ့်မှုကိုတရားဝင်ဖြစ်အောင်လှည့်စားခြင်းတာဖြစ်တယ်လို့လည်းဖော်ပြထားပါဗျ။ဒါအပြင်ကိုရီးယားဟာလင်းလစ်တာလို့မြန်မာပြည်သူတွေဘက်ကနေအခိုင်အမာယက်တည်ခဲ့တယ်လို့လည်းသမရာအီဂျင်မြောင်ကိုတိုင်း အရင်ပြည်နယ်အုပ်ချုပ်ရေးမှုဖြစ်ခဲ့စဉ်ကဖွင့်ဟထောက်ခံခဲ့လို့လဲဆိုထားပါဗျ။ဒါပေမဲ့ຫນွေဦးတော်လိုင်းရဲ့ကာလကြာလာတာနဲ့အမျှနိုင်ငံတကာရဲ့စိတ်ဝင်စားမှုနဲ့လူသားချင်းစာနာမှုကူညီရေးတွေဟာရော့ရဲလာတာကြောင့်ကိုရီးယားအစိုးရအနေနဲ့မြန်မာပြည်သူတွေရဲ့ဆန္ဒကိုအလေးထားပြီးဒီမိုကရေစီဖြစ်ထွန်းတည်ဆောက်ရေးမှာတတကြကြဆောင်ရွက်ဖို့အတွက်အာနာသိန်းစစ်အုပ်စုနဲ့မပတ်သက်ဖို့အလေးနဲ့တောင်းဆိုကြောင်းဆော့ရာရေးသားပေးဖို့ထားတာလည်းဖြစ်ပါရဲ့ရှင်။ မကွေးတန်တန်းတစ်ပုတ်ကိုတက်ဆက်ပေးကြပါရယ်မကွေးတန်းရင်းကြောင်းမြို့နယ်လေကြီးဟိုးရွာ900ပြည့်ဖျားဝင်းကို အကြမ်းဖက်စစ်တပ်ကဆက်တက်လေထိနဲ့ဘုံကျဲတက်ခတ်ရမှာဇီရီတွေထိခိုက်ပျက်စီးခဲ့လို့ People Defense Force ရင်းနှံချောင်းကတင်ထုတ်ပြန်ထားပါရယ်ဩဂတ်စ10ရက်နေ့ညနေ4:55မိနစ်လောက်ကလေကြီးဟိုးရွာ900ပြည့်ဖျားဝင်းကိုအကြမ်းဖက်စစ်တပ်ကဆက်တက်လေထိနဲ့ဘုံကျဲတက်ခတ်ခဲ့တာလည်းဖြစ်ပါရယ်အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတက်ခတ်မှုအတွင်းဘုံ၃လုံးကြောက်ရောက်ပောက်ကွဲသွားခဲ့ပြီး ပြည်သူတဦးဟာမစိုးရိမ်အတန်ရရှိခဲ့ကဖျားဝင်းတွင်းကဇေဒီတွေနဲ့ထိခိုက်ပျက်စီးခဲ့ရတယ်လို့လည်းသိရပါဗါတယ်အဲ့ဒီကိုးတောင်ပြည်ဖျားဝင်းမှာတော်လန်တဖွဲ့တွေနေထိုင်ခြင်းမရှိဘဲပြည်သူတွေကိုရွက်ချက်ရှိရှိဘုံကျဲတက်ခတ်ခဲ့တာဖြစ်တယ်လို့လည်း People Defense Force ရင်းနှံချောင်းအဖွဲ့ကပြောဆိုထားပါတယ်ရှင် အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့မကွေးတိုင်းထင်းလင်းမြို့နယ်မြက်မြောင်ရွာကိုအကျန်းဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်ပြီးပြည်သူ၁၀ကိုဖမ်းဆီးကပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူလုရဲသွားတယ်လို့ထင်းလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။ဩဂတ်စ9ရက်နေ့မနေ့6နိုင်ခွဲလောက်မှာ ကျောနတ်ထိတ်ကနေထွက်ခွာလာတဲ့အင်အား90ခန့်ပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာမျက်မြောင်ရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာပြီးပြည်သူပိုင်ပစ္စည်းတွေကိုစိတ်ကြိုက်ခိုးယူသွားတာလည်းဖြစ်ပါတယ်။ဒါအပြင်စစ်တပ်စစ်ကြောင်းဟာကြေးရွာနေပြည်သူ၁၀ဦးကိုလည်းလူသားတိုင်းဖြစ်ဖမ်းဆီးသွားပြီးသူတို့ခိုးယူထားတဲ့ပစ္စည်းအလုံးကိုတည်ဆောင်ကာအဲ့ဒီနေ့ညနေပိုင်းမှာကြေးရွာအတင်းကနေပြန်လဲထွက်ခွာသွားတယ်လို့လည်းသိရပါတယ်။အလားတူမကွေးတိုင်းစိတ်ဖြူမြို့နယ်ကပ္ပဆာ၂၂က အကျန်းဖက်စစ်သားတွေကလည်းပြီးခဲ့တဲ့ဩဂတ်စ6နေ့ကဝင်းဆန်ရွာချေရွာကိုဝင်ရောက်စီးနှင်းကပြည်သူတွေကိုရိုက်နှက်ပြီးရွှေတွေပစ္စည်းတွေနဲ့ပတ်စံတွေကိုခိုးယူသွားတယ်လို့လည်းဒေသနေပြည်သူတွေကပြောပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါအားလုံးရန်ကုန်ခေတ်သစ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးဇူးများပါ။ရန်ကုန်ခေတ်ရဲ့ ykdnews.com website မှာလည်းချိန်နှိမ့်မြနေ့စဉ်သတင်းတွေကိုဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။